ဒီစာသင်ချိန်မှာဒီချေရိုးဟာအိန္ဒိချင်းနိုင်ငံတစ်ခုဖြစ်တဲ့အိန္ဒိယနိုင်ငံအကြောင်းကိုလေ့လာကြည့်ကြမယ်နော်အိန္ဒိယနိုင်ငံရဲ့အကျယ်အဝန်းမြေမျက်နှာသွင်းပြင်းနဲ့ရာသီဥတုကို ကြည့်ကြည့်ကြမယ်အိန္ဒိယနိုင်ငံကတောင်အာရှဒေသမှာရှိတဲ့ဧရိယာအကျယ်ဆုံးနိုင်ငံတစ်ခုဖြစ်တယ် 19ရာစုအလယ်ပိုင်းမှာဗြိတိရှားတို့လက်အောက်ကိုကြားရောက်ခဲ့ရတယ်1948ခုနှစ်မှာဗြိတိရှားတို့ရဲ့အုပ်ချုပ်မှုအောက်ကနေလွတ်လပ်ရေးရခဲ့ပြီးတော့3နှစ်အကြာမှာအိန္ဒိယသမ္မတနိုင်ငံကိုထူထောင်နိုင်ခဲ့တယ်အိန္ဒိယနိုင်ငံဤမြောက်ဘက်ပိုင်းတွင်ဟိမဝန္တာတောင်တန်းကြီးရှိပြီးမြန်မာနိုင်ငံဤမြောက်ဘက်နှင့်အနောက်ဘက်ရှိ တောင်တန်းများသည့်ထိုတောင်တန်းကြီးဤအဆက်ဖြစ်သည့် ဟိမဝန္တာတောင်တန်းကြီးသည်ဂင်္ဂမြစ်နှင့်မြမပௌဒ္ဓရမြစ်တို့၏မြစ်ဖြားခံရဒေသလည်းဖြစ်သည်မြေကျောင်းများကြားမှာကျယ်ပြန့်တဲ့မြေနှိပ်လွင်ပြင်ဒေသရှိတဲ့နိုင်ငံရဲ့တောင်ဘက်ပိုင်းကကျွန်းဆွယ်ဒေသဖြစ်ပြီးတော့တည်ရင်ကြောက်တင်နဲ့တိဆောက်ထားတဲ့ဒခိနာကုန်းပြင်းမြင်ဒေသဖြစ်တယ် အိန္ဒိယနိုင်ငံရဲ့အနောက်မြောက်ပိုင်းမှာသားသေးကန္နာရရှိတဲ့အိန္ဒိယနိုင်ငံရဲ့ရာသီဥတုဟာရေပူအားဖြင့်အပူပိုင်းဆိုဆိုရာသီဥတုရှိပေမဲ့အေရိယာကျယ်ပြန့်ခြင်းကြောင့်ဒေသအလိုက် အပူချိန်နဲ့မိုးရေချိန်ရရှိမှုကွာခြားတယ်။အိန္ဒိယနိုင်ငံကကမ္ဘာပေါ်မှာဒုတိယလူဦးရေအများဆုံးနိုင်ငံဖြစ်ပြီးတော့မြို့တော်ဟာနီယူးဒေလီမြို့ဖြစ်တယ်။ အနောက်ဘက်ကမ်းခြေမှာရှိတဲ့တင်မော့စိတ်ကမ်းမြို့ဖြစ်တဲ့မွန်ဘိုင်းမြို့ကကုန်သွယ်မှုလုပ်ငန်းတွေဖွံ့ဖြိုးပြီးတော့အိန္ဒိယနိုင်ငံရဲ့လူဦးရေအများဆုံးမြို့လည်းဖြစ်တယ်။လူမျိုးပေါင်းစုံနေထိုင်လျက်ရှိတဲ့အိန္ဒိယနိုင်ငံမှာအများစုကတော့ဟင်ဒူဘာသာကိုကိုးကွယ်ကြတယ်။အစ္စလမ်ဘာသာ၊ခရစ်ယာန်ဘာသာ၊စစ်ဘာသာ၊ဗုဒ္ဓဘာသာနဲ့တခြားဘာသာကိုးကွယ်တဲ့သူတွေလည်းနေထိုင်ကြတယ်။ လူမျိုးအလိုက်ဒေသအလိုက်ပြောဆိုကြတဲ့ဘာသာစကားတွေကလည်းများပြတယ်။ရုံးသုံးဘာသာစကားကတော့အင်္ဂလိပ်ဘာသာစကားဖြစ်တယ်။ဆိုင်ပြိုးရေးလုပ်ငန်းကအိန္ဒိယနိုင်ငံရဲ့အကြီးအကဲလုပ်ငန်းဖြစ်တယ်။အဲ့ဒါလေးအပြင်ကိုဆက်မှုထွန်းကားတဲ့နိုင်ငံလည်းဖြစ်တယ်။ အိန္ဒိယနိုင်ငံမှာရေနံကြောင်မီးသွေးတန်ရိုင်းစားတဲ့တယံစာတားတွေကျွဲဝရဲမြစ်တွေကနေပြီးတော့ရေအားလျက်စစ်တွေထုတ်ယူနိုင်တယ်။လူဦးရေများပြားတဲ့စားတဲ့အချက်တွေကြောင့်မို့လို့စက်မှုလုပ်ငန်းဖွံ့ဖြိုးဖို့အတွက်များစွာအထောက်အကူဖြစ်စေတယ်။အခုအခါမှာအိန္ဒိယနိုင်ငံရဲ့ဆက်သွယ်ရေးနဲ့တည်င်းအချက်အလက်နည်းပညာလုပ်ငန်းတွေဟာအလှည့်အမြန်တိုးတက်လာတယ် အိန္ဒိယနိုင်ငံရဲ့အထယ်လိမ့်နဲ့ဂုံးလျှော်လုပ်ငန်းတွေဟာနိုင်ငံခြားဝင်ငွေအများအပြားရရှိတယ်။အဲ့ဒါတွေအပြင်ကို ရေနံဓာတုပစ္စည်းလုပ်ငန်း၊မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်း၊ဗန်လုပ်ငန်းနဲ့အာမခံလုပ်ငန်းတို့ကလည်းဖွံ့ဖြိုးတိုးတက်လာတယ်။အိန္ဒိယနိုင်ငံကမြန်မာနိုင်ငံရဲ့ပို့ကုန်အများအပြားတင်ပို့ရာနိုင်ငံဖြစ်ပြီးတော့အပြန်အလှန်ကုန်သွယ်ဖက်နိုင်ငံလည်းဖြစ်တယ်။ အိန္ဒိယနိုင်ငံကနေစေဝါတန်တမဏိပစ္စည်းတွေစက္ကရိယာစတာတွေကိုမြန်မာနိုင်ငံကိုတင်သွင်းပြီးတော့မြန်မာနိုင်ငံကနေပယ်မျိုးမျိုးနဲ့စားတောက်ကုန်ပစ္စည်းတွေကိုအိန္ဒိယနိုင်ငံကိုတင်ပို့အိန္ဒိယနိုင်ငံကမြန်မာနိုင်ငံသာမကကမ္ဘာနိုင်ငံ အများစုကိုပါကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ် ကဲဒါကတော့အိန္ဒိယနိုင်ငံရဲ့မြေပုံလေးနော်ကဲဒီပုံလေးကတော့အိန္ဒိယနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့နယူးဒေလီမြို့ရဲ့ပုံလေးဖြစ်တယ်ဒါလေးကတော့တက်ရှ်မဟာပုံလေးဖြစ်တယ်16ရာစုကတည်းကတည်ဆောက်ခဲ့တဲ့အိန္ဒိယနိုင်ငံရဲ့ထင်ရှားတဲ့ဘီတုကာလက်ရာတစ်ခုဖြစ်တယ်စကြင်ကြောက်တင်နဲ့တည်ဆောက်ထားတယ်နော်ကဲဒါဆိုတီချဲနဲ့နောက်စာတင်ချိန်တစ်ခုမှပြန်တွေ့ပါမယ်